ရေဒါရောအားလုံးပဲမင်္ဂလာပါခင်ဗျ Join ခင်မှုပါဆိုတော့ဒီနေ့စီစဉ်လို့မစားခင်ပါ Channel Subscribe လုပ်တော့ဘေးနားအကောင်းလုံးနှိပ်ထားပေးကြပါဒီနေ့မှာတော့ရှေ့ရက်ဒီမှာအပိုင်းဆက်နေတဲ့တိဆက်ပေးထားခဲ့တဲ့2025ခုနှစ်မှာ Netflix ကနေထုတ်လွှင့်ခဲ့တဲ့အသစ်ဆက်ဆက် Drama Series ရုပ်ရှင်ကားဖြစ်တဲ့ One Life Gives You Tangerine ဆိုတဲ့ Korea Drama Series ကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီကားတော့1960ခုနှစ်ကာလကိုအခြေပြုထားတယ်ပြီးတော့ကျွန်တော်ရဲ့အချစ်တော်အာယူနဲ့ပတ်ဖို့ကန်းကိုပါဝင်ထားပြီးတော့လူတိုင်းပါဇက်ပြားမှာတွင်ကြံနေစေခဲ့တဲ့ Drama Series လေးဆိုရင်လည်းမမှားပါဘူး ဆိုတော့ငယ်ကားချစ်နှစ်တရာဆွဲနာမည်လေးတိုင်းပဲအခြေဇလန်ဆိုင်ကောင်းကိုဖွဲ့ပြီးတော့တိဆောက်ထားတာဖြစ်တဲ့အတွက်ဒီနေ့မှာတော့အပိုင်းကိုဆက်လိုက်ပြီးတော့တင်ဆက်ပေးမှာပါအစားအနေမကြီးရတယ်တစ်ကနေသွားပြီးတော့ပြန်ကြည့်လို့ရပါတယ်ခင်ဗျဆိုတော့ let's go ဒီနေ့စီစဉ်လေးကိုစလိုက်ကြအောင်ပါခင်ဗျဒီပိုင်းဆောင်မတော့အဲဆုံးတို့တမိဖြစ်သူကိုငွေလဲပေးဖို့အိမ်ကိုရောက်ပြီးတော့မျိုးတဲ့အခန်းချင်းချင်းလေးနဲ့တိုက်ခန်းလေးစီကိုပြောင်းလာခဲ့ကြပါလိမ့်။အဲနောက်မှာတော့အဲဆုံးကမင်္ဂလာဥပစီလေးဖြစ်တဲ့ ကွမ်ရှိပေးထားတဲ့ကမာဘီလိုလေးကိုတဲရင်မအိုင်နဲ့ထိခိုက်မိမှာကြောက်နေခဲ့ပါလေ။အော်များတော့သူ့အမကိုပဲအကောင်းပြောနေအမေကိုပြောဆိုနေပါလေ။ကွမ်ရှိကိုယ်တိုင်ကလည်းတမိထက်ဆိုင်တားကိုပို့ပြီးတော့ကြမ်းတမ်းနေတာကြောင့်အော်များကစိတ်ဆိုးနေပါလေ။အန်နာဝါရပစ္စည်းတွေအကုန်အခန်းအသစ်စီကိုပြောင်းရွှေ့လို့ပြီးသွားခဲ့ပါပြီ။အော်များလည်းဒေါ်လေးတွေကခန်းသားတော်ကလာပြီးတော့အိမ်ပြောင်းမှဘာလို့မလာကြတာလဲဆိုတာကိုမေးပါတော့တယ်။အဲဆိုတဲ့ရင်ကုန်သမားဒေါ်လေးတွေကအစိုးရနဲ့ပြေလည်အောင်အိုလံပစ်မှာဝင်ပါနေရတာကြောင့်မအားလို့လို့ပြောလိုက်ပါလေ။ ဲ့တော့မှတော့အဲဆုံးကကွာနေတဲ့နန်းတွေကိုကြည့်ပြီးတော့တပ်ပြင်းချနေခဲ့ပါလေဒိုနဲ့ကွမ်းရှိကတော့သူ့အခန်းထဲကပန်းပွင့်သေးသေးပုံစံပါတဲ့နန်းရံကတ်ကတ်ထားတာကိုအဲဆုံးခေါ်ပြီးတော့ပြပါလေအဲဆုံးနဲ့သဘောကျနေကြအောင်ကွမ်းရှိကအဲကန်းကိုပါအဲဆုံးကြိုက်တဲ့ပန်းနေနဲ့လှုပ်ပေးမယ်လို့ပြောလိုက်ပါလေပြီးတော့ကွမ်းရှိကအဲဆုံးဘီလိုရွေးတာမှန်သွားတာကြောင့်ပြန်လာနဲ့အင်ကြီးချိန်ုံမယ်လို့ပြောနေခဲ့ပါလေကွမ်းရှိကတော့အဲဆုံးကညံကောင်းတာကြောင့်သာသူကအကုန်ရွေးခိုင်းရတာလို့ပြောပါလေပြီးတော့ကွမ်းရှိကလိုက်ကာကိုလည်းအဲဆုံးကြိုက်ပန်းလေးနဲ့ပုံလှုပ်ဖို့အတွက်စဉ်းစားနေပါသေးတယ် အဲဆိုတော့ Grand Strike ကိုအရန်အားမဆိုင်ဘူးနဲ့ဘီရိုကသူတန်ဖိုးထားတာကြောင့်သာခဏဒေါသထွက်သွားတာလို့ပြောလိုက်ပါတယ်။ Grand Strike လည်းတိုက်ခဲမှာမနေဘူးတဲ့အဲဆိုတော့ DN ကမုန်းကြတာကြောင့်ဘယ်လိုနေမလဲလို့မေးနေခဲ့ပါတယ်။ပြီးတော့ရှော်ပြီးတော့အဝိတ်တွေလမ်းမှုနဲ့ဟင်းအနစ်နှက်တဲ့အိုးတွေထားဖို့နေရာပါမရှိတာကြောင့် Grand Strike ကစိတ်ပူနေခဲ့တာပါ။အဲဆိုကတော့အိမ်ကိုကြိုက်ပြီးတော့နေခဲ့တာမရှိလို့ရောက်ခမိုက်မာနေတုန်းကရောအခန်းချင်းထဲမှာရော Grand Strike သာရှိရင်သူ့အတွက်အိမ်မှာပဲလို့ပြောလိုက်ပါတယ်။ Grand Strike ကတော့အဲဆိုကစာအုပ်ကြိုက်ပြီးတော့ဝေကောင်းစားလိုက်ပြီးသဘောကျတာကြောင့် ။တရေကတော်ဖြစ်မွေးလာမှာလို့ပြောလိုက်တာပါ။အဲဆိုတော့ဒိုတော်ကြီးမှသူ့ကိုအားမကြတဲ့မိန်းမမရှိတာကြောင့်ဒီလိုပိုင်းဝင်ထဲမှာနေရတာလုံလောက်နေပါပြီလို့ပြန်ပြောပါတယ်။အဲနောက်မှာတော့အဲဆိုကဆိုင်းကိုပြန်အောင်လာပြီးတော့ဆိုင်းတန်ရှင်းလုံးနေပါတယ်။အဲလိုမျိုးအဲဆိုတဲ့အတော်ရင်နဲ့စကားပြောနေတော့မှာပဲ။တားပြည့်သူအုံမြောင်ရောက်လာခဲ့ပါတယ်။အုံမြောင်ကလက်ထက်ကပင်ပေါင်ဘောလုံးကိုပြစ်လိုက်တာကြောင့်အဲဆိုရဲ့နှာရီကိုထိကကွဲသွားပါတော့တယ်။အဲဆုံးနဲ့ဒေါသထွက်ပြီးတော့ចောင်းစာမလို့ပဲစော့နေတဲ့သားကိုអော်ហេပြောဆိုလိုက်ပါတယ်ပြီးတော့အဲဆုံးကပုံစံပြောင်းထားတဲ့သူသားစပင်ကိုကြည့်ပြီးတော့ ဘယ်ရပါစံနဲ့လုံးခဲတာလဲလို့မေးလိုက်ပါတယ်။အဲ့တော့မတော်အုံမြအောင်စိတ်မကောင်းဖြစ်ပြီးတော့ထမင်းတော်မစားနိုင်ပဲပြန်သွားခဲ့ပါလိမ့်။အဲ့လိုနဲ့ရင်ကုန်းသမားအတော်ကလည်းခလိကငယ်လေးရွယ်ပဲကင်တွဲရတာတတောင်တတားရှိကြောင်းအဲဆုံးကိုပြောနေခဲ့ပါလိမ့်။အဲဆုံးလည်းနားထောင်နေတဲ့သူဈေးရောက်ရင်ထိုင်လေးရှိတဲ့ခုံအောက်မှာတတောင်တတားဖြစ်အောင်လို့သားကပြင်ဆင်ပေးထားခဲ့တာကိုတွေ့သွားခဲ့ပါလိမ့်။အဲ့တော့မတော်အဲဆုံးကသူရောဘယ်အချိန်ရွယ်ရောက်နိုင်မလဲလို့မေးနေပါလိမ့်။ရင်ကုန်းသမားဒေါ်လေးကိုယ်တိုင်ကလည်းအရွယ်မြောက်တဲ့စိတ်ဖြစ်နေတာကြောင့်သူတို့ထဲမှာဘသူကမှမရေကျက်နိုင်ကြသေးပါဘူး။ အဲ့တော့မတော်ဂွမ်းရှိကမိမအောင် view site ပေးချင်တာကြောင့်တားလို့လို့ကွဲသွားတဲ့နိုင်စာပို့ပြီးတော့ជីပိုကောင်းတဲ့နိုင်ကိုဆိုင်အတွက်ဝယ်လာခဲ့ပါလေပြီးတော့တားဖြူသူကလည်းအမေထိုင်ကိုနှွေးအောင်နှွေးပေးတဲ့ဆက်ကိုယူလာပေးပါတယ်အဲ့တော့မတော်သူကဆိုင်ရှိမှာစုရက်ကြပြီးတော့ဓာတ်ပုံရိုက်ကြပါတယ်အဲ့လိုရိုက်ထားတဲ့အမှတ်တရဓာတ်ပုံတွေကိုဂျပန်မှာပညာတော်သင်တက်နေတဲ့သမီးကြီးစီကိုပို့ပေးလိုက်ပါတယ်ကိုမြောင်တော့သူ့ကိုပို့ပေးတဲ့ပုံကိုကြည့်ပြီးတော့သူ့ကြောင့်လမ်းမေးမှာကတ်ထိုင်ပြီးဆိုင်ဖွင့်ရတဲ့အမေတို့ကိုတနာကငိုကြွေးနေပါတော့တယ်အဲ့တော့ကိုမြောင်ကသူတို့အိမ်မက်တွေကိုဒီထက်ပို့ပြီးတော့ မဖြတ်စည်းတော့ဘူးဆုံးပြလိုက်ပါတယ်။အဲ့နောက်မှာတော့ဂုံမြောင်တောက်ပြန်အောင်လာပြီးတော့ကျောင်းထဲနီးတဲ့အနားမှာအခန်းငှားနေနေခဲ့ပါတယ်။ဒါမှမဟုတ်အိမ်ကတယောက်စာအခန်းကိုသာငှားနေရတာကြောင့်အိမ်ရှင်တွေနဲ့မဖြစ်မနေထိတွေ့ဆက်ဆံနေရတာပါ။ပြီးတော့အခန်းတကာတော့ပြတ်နေပြီးတော့ဂုံမြောင်ပြင်စီခြင်းပေမဲ့အိမ်ရှင်ကပြင်မပေးပါဘူး။အိမ်ရှင်အိမ်မှာကလေးလေးရှိတာကြောင့်ဂုံမြောင်ကိုလည်းကူထိန်စေခြင်းနေပါတယ်။ဆိုမှအိမ်ငန်းငှားဖို့အတော့ခက်ခဲတဲ့အတွက်ဂုံမြောင်လည်းရွေးမနေတော့ပဲအကြအားလုံးကိုသာအဆင်ပြေသလိုလက်ခံလိုက်ပါတော့တယ်။ ပြီးတော့အိမ်ရှိဦးလေးကသူ့မှာသမီးရှိတဲ့အတွက်သမီးလို့သဘောထားပြီးတော့သူ့ကိုကြီးစားခေါ်မတင်းဖို့သတိပေးပါတယ်။ဒါမှမဟုတ်အုံမြောင်ကအခန်းတကောက်အတင်းဖိပိတ်ထားပြီးတော့အဲဆုံးကတော့အတင်းဖွှင်းဖို့စူးစမ်းနေပါတယ်။အဲဆုံးကသူသားအခန်းထဲမှာရှိနေတဲ့လူကိုချောယုံလုံးထင်နေခဲ့တာပါ။အားကြောင့်ယောက်ျားဖြစ်သူဒီဖုန်းဆက်ပြီးတော့ချောယုံကသူ့ဖေးစီမှာအဆူခဲမှာကြောက်လို့အုံမြောင်စီမှာလာပုန်းနေတာလို့လန့်ပြီးတော့ပြောပြနေပါတယ်။ဗိတ်ကြီးရပြီးတော့အိမ်ကနေပါထွက်ပြေးလာလို့အဲဆုံးကထင်နေပုံရနေခဲ့ပါတယ်။အဲတော့အဲဆုံးကအေးကွက်တွေထည့်ပြီးတော့သူသားအခန်းထဲဝင်မာတော့တယ်။ ပြီးတော့အဲဆုံးကဟိုဒီရှောက်ပတ်ကြည့်ပြီးတော့ဘာလို့တော့ခတ်ထားလဲလို့မေးလိုက်ပါတယ်။အုံမြောင်ကသူခန်းဖြစ်တာကြောင့်ဒီလိုဝင်လာတာသူမကြိုက်တဲ့အကြောင်းအမေကိုပြန်ပြီးတော့ပြောပါတယ်။တပတ်မှတော့ကိုမြောင်တယောက်တကားကိုဘီရိုနဲ့ကာဖို့ဆုံးဖြတ်လိုက်တာပါ။အဲလိုနဲ့ကိုမြောင်အလုံးရှုံးနေတော့အင်ရှင်သမီးကတော့ရီစာခေါ်လာပြီးတော့ရန်ဖြစ်နေပါတော့လေ။အင်ရှင်သမီးကတော့ရီစာကိုအလုံးထွက်ပြီးတော့ဆရာအောင်လက်မှာယူခိုင်းနေတာပါ။ပြီးတော့အင်ရှင်သမီးကမကြငင်လက်ထက်မှမလို့ပကြီးဆွဲတဲ့သူကြီးစားပေါ့ဘွားကိုပုံအပ်မပေးခြင်းမောင်းအင်ရှင်သမီးကသူ့ဖေကိုကြောက်တဲ့အတွက်ရီးသားနဲ့လက်ထပ်နိုင်မဲ့နီလန်းကိုစီယုံဖို့ အစိမ်းမပြေဖြစ်နေခဲ့တာပါဒါရီကြားနဲ့ဂုံမြောင်တော့အတန်လုံးအောင်တစ်ခုလှုပ်ခိုင်းမှုသာတွေးနေခဲ့ပါလေအဲ့အချိန်မှာပဲအင်ရှင်နဲ့ကလေးလေးကပြန်ပြီးတော့ရောက်လာခဲ့ပါလေတော်ထားရတာမတွေ့တာကြောင့်အိမ်ထဲမှာသူသမီးဘူးဆုံးရောက်နေလို့တီသွားခဲ့ပါလေအဲကြောင့်အင်ရှင်နဲ့အော်ခေါ်ရင်းနဲ့တကားကိုဆက်မပြတ်ထုနေခဲ့တာပါတပတ်မှာတော့ဂွမ်းရှိပြန်အောင်လာပြီးတော့အုံမြောင်ခန်းနဲ့တင်းဝင်မှုလုပ်နေပါလေအဲဆုံးကတော့ချုံငါဆယ်ကျော်တက်ပဲရှိသေးတာကြောင့်အတင်းမလုပ်ဖို့တားနေခဲ့ပါလေဂွမ်းရှိကတော့သူသားအုံမြောင်ကိုချုံနဲ့ပေါင်းတာလုံးဝမကြိုက်ပါဘူး အခန်းထဲကအိုးမြောင်းတော့မုံကျွေးနေသူ့အမေကိုသူ့အနိုင်ယူနိုင်တဲ့အကြောင်းကိုပြောနေပါလေအဲ့လိုလေပြောနေတဲ့အိုးမြောင်းတောင်ပန်းသီးပကံထဲမှာပါတယ်ခရင်နှချောင်းသတိထားမိသွားပါလေအိုးမြောင်းလည်းသူ့အမေဘာလို့ခရင်နှချောင်းပေးရလဲဆိုတာကိုစဉ်းစားမိသွားခဲ့ပါလေတမက်မှာတော့အင်ရှင်ကဇက်တိုက်တကားကိုထူရိုက်နေပြီးတော့သူ့သမီးကိုအော်ခေါ်နေခဲ့တာပါအဲ့ချိန်မှာပဲဂုံမြောင်းရဲ့အဝိပီလိုနောက်ကနေနှင်းသိုးသိုးနဲ့လူတယောက်ကအခန်းထဲကိုအတင်းတိုးဝင်နေခဲ့ပါလေအင်ရှင်ကတော့အဲ့တန်ကိုကြားသွားပြီမယ်အင်ရှင်တကားကတော့အဆက်မပြတ်ထုနေခဲ့တာပါ ကိုမြောင်တော့ဘေးမွေမဲ့အတင်းတားနေခဲ့ပြီးတော့ဝင်လာနဲ့ရိုက်ဖို့လက်ထဲမှာအင်ဂျီကြီးကိုစောင်းထားခဲ့ပါတယ်။အဲနောက်မှာဘူဆုံးကအတင်းတိုးပြီးတော့သူ့ကိုတခါလေးကယ်ပေးဖို့ကိုမြောင်အတင်းမဲ့တောင်းဆိုနေခဲ့တာပါ။အရာဘီစပင်းရှိရှိညင်းသွိုးသွိုးနဲ့ကောင်လေးကမုတ်ဆိုးလက်ထဲကြနေပွေးတကောင်ရဲ့အကြည့်လိုတနာစရာကောင်းနေပြီးတော့ဂုံမြောင်ကိုမျက်နှာငယ်နဲ့တောင်းဆိုနေပါတော့လေအလုံးနဲ့ဂုံမြောင်လည်းဝင်းဝင်းပေးလိုက်ပြီးတော့ဘူဆုံးကတော့ကနာမငိန်ဖြစ်နေခဲ့တာပါတိမ်ချာခင်မှာပဲအင်ရှင်ဦးလေးကြီးကပေါက်စီလှုပ်ထားတာကြောင့်လာပေးနေအချင်းလေးကိုအကဲလာခတ်နေပါတယ် အားကြောင့်ဂုံမြောင်လည်းအိတ်ကိုအမြန်သိမ်းပြီးတော့အပြင်သွားဖို့ပြင်နေခဲ့ပါတယ်။ဘူဆုံးကတော့အဖေနောက်တစ်ခေါက်ခေါက်လိုက်ပြီးတော့ဘာလို့အစိုးကြီးပြန်လာလဲလို့မေးနေခဲ့တာပါ။အင်ရှင်ဦးလေးကတော့သူသမီးရဘယ်တော့မှသူ့ဆက်ယုံအလုပ်ကိုစိတ်ဝင်စားဘူးတာကြောင့်တန်တရားဝင်လာခဲ့ပါတယ်။အဲနောက်အင်ရှင်ဦးလေးကဂုံမြောင်ဘီလိုတစ်ခုကိုဖြန့်ကြည့်နေပါတယ်။ဂုံမြောင်ကသူအခုပြင်ထွက်တော့မှဖြစ်လို့ထွက်သွားပြီးဖို့ပြောနေခဲ့တာပါ။ဒါမဲ့အင်ရှင်ဦးလေးကတော့ထွက်မသွားသေးပဲအဝိဘီလိုချောင်းကြည့်ပြီးတော့ဖွင့်ဖို့စူးစမ်းနေပါတယ်။ ကိုမြောင်တော့သူ့အတွင်းကနေတိန်းထားတဲ့အကုံကြီးကိုအဆင်မပြေဘူးလို့ပြောကဗီလိုရှိမှပိတ်ရလိုက်ပါတယ်။အဲနောက်မှာတော့အင်ရှင်ကသူ့သမီးကိုဘာလို့ကိုမြောင်အခန်းထဲမှာထိုင်နေရလဲလို့မေးလိုက်ပါတယ်။ဘူဆုံးကတော့ဒီတိုင်းပဲအင်ငှားအသေးရောက်တာသိချင်လို့ဆက်ဆူယုံမယ်လို့ပြောလိုက်တာပါ။ဒါပေမဲ့အင်ရှင်ကတော့သူ့သမီးကအင်ကိစ္စကိုတစ်ခါမှဂူးမဆိုင်ဘူးပဲနဲ့လွတ်လပ်မှုနဲ့ရီးစားတွေဥသာဂူးဆိုင်တာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။အဲနောက်အင်ရှင်ကခုံမထိုင်နေတဲ့ဘူဆုံးရီးစားဘတ်ချုံးစောက်ကိုပုံနေရကနေထွက်လာခဲ့ဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့လည်းအဲဆုံးကတော့အုံးမြောင်ကိုဖြောင်းပြနေမိမဲ့ဂွမ်းရှိက တာခန်းနဲ့ဝင်ပြီးတော့ချောင်းကိုအတင်းအော်ခေါ်နေပါလေ။အဲနောက်မှာတော့ဘီလိုတဲကဘတ်ချုံးစောကဖေးဖေးချင်းထွက်လာခဲ့ပါတော့နီ။အဲလိုနဲ့ဘတ်ချုံးစောကတော့ဇက်တိုက်ကိုတောင်းမှန်နေခဲ့တာပါ။ဒီလိုအရှက်ရဆရာပုံစံနဲ့ဂုံမြောင်နဲ့ဘတ်ချုံးစောတို့ပထမဆုံးတွေ့ခဲ့ကြတာပါပဲ။ဒါမှမဟုတ်လေဂွမ်ရှိကဘီလိုတဲဝင်ပုံးနေချောင်းကိုအမိရဖမ်းပါတော့နီ။ပြီးတော့လေဂွမ်ရှိကဘီလိုတဲမှာကြုံကြုံလေးပုံးနေခလေးကိုချောယုံထင်းနဲ့အော်ဟစ်စူပူနေခဲ့တာပါ။ဒါပေမဲ့ဂွမ်ရှိသေးတာကြည့်လိုက်တဲ့အခါမှာတော့ချောယုံကိုကအရင်ထက်သေးနေအောင်တွေးလိုက်ရပါလေ။ ိုင်နာမှာတော့အဲဆွမ်းမှာခေါ်ကြည့်တဲ့အခါမှာဗီရိုတဲ့ဝင်ပုံးနေအောင်အုံမြောင်ကောင်မာလေးဖြစ်နေအောင်တွေးလိုက်ရတော့တာပါ။ကွမ်ရှိလဲကလေးမရဲ့သဘင်ကယောက်ျားကြီးဖြစ်နေအောင်မေးကြည့်တဲ့အခါမှာအိမ်ကညှက်တာခန္ဓာအကြောင်းကိုပြောပြလိုက်ပါရီ။အဲဆွမ်းကသူ့သားနာမည်အတူကောက်ကိုကြိုးပိမှရေးထားရလောက်ရင်းနှီးကြတာလားလို့မေးလိုက်ပါတော့တယ်။အဲကြောင့်အုံမြောင်လဲသူ့ကောင်မာလေးဖြစ်ကြောင်းဝန်ခံလိုက်တော့တာပါ။ပြီးတော့အုံမြောင်ကသူတို့တွဲတာရက်900ရှိနေဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။အဲစကားကိုကြားတဲ့ကွမ်ရှိကတော့အုံမြောင်ကိုအချက်900လောက်ရိုက်ဖို့ရောင်းမလိုက်ရှာပါတော့တယ်။ ။အိုးမြောင်းတော့အဖေမေတော်မူလာတန်းကျောင်းထဲကတွေ့ခဲ့တာမဟုတ်လို့သူကအဲ့လောက်တော့မဆိုးဘူးလို့ပြန်ပြောပါလိမ့်။ကွမ်ရှင်ကတော့ခေါင်းမာတဲ့သားကိုကြည့်ပြီးတော့သူငငယ်ကအခြေယူခဲ့တာကိုပြန်ပြီးတော့တရိယာသွားပါတော့လိမ့်။အိုးမြောင်းအဆအစမိန်နေတော့ကောင်းမာလေးကိုမကြိုက်ပေမဲ့ဆယ်နှစ်ကြာသွားပြီးတဲ့နောက်မှာကြိုက်မိသွားကြောင်းထပ်ပြောပါတော့လိမ့်။အိုးမြောင်မိသားစုထဲမှာဆိုသူကနောက်ဆုံးမှထားထားခံတာကြောင့်ကောင်မလေးကတော့မိသားစုနဲ့မတူပဲအရာအလုံးထက်သူ့ကိုပို့ပြီးတံမိုးထားတယ်လို့ပြောလိုက်ပါတယ်။အဲဆိုတော့ကောင်မလေးကိုချစ်တာနဲ့အိမ်ကထွက်ပြေးဖို့အကြောင်းမရှိကြောင်ရှင်းပြနေပါတယ်။ ကောင်မလေးကဒီမနက်ကမှအိမ်ကထွက်ပြေးလာကြအောင်အဖေနဲ့မေကရွာကြီးဘူဆန်းကြီးရဲ့သမီးဘူယုံစုဖြစ်နေရကိုသိလိုက်ရပါတော့နေအရင်တည်းကပြဿနာရှိပြီးတဲ့မိသားစုနှစ်ခုကအခြေရေးအရှုပ်ရှင်းတွေဖြစ်လာပါတော့နေပြီးတော့မျိုးကလည်းကျင်းလုံးတာကြောင့်ဒုတိယမျိုးဆက်တွေအထိပါအရှုပ်ရှင်းတွေဖြစ်လာတော့တာပါနှစ်ယောက်သားတတူရတူဖြစ်နေရကလည်းအမေနှစ်ယောက်စားတွေ့တော့ကနှစ်ယောက်ဆုံးကိုယ်ဝင်နေလွယ်ထားကြလို့ပါပဲဘူဆန်းကြီးမိမကိုယ်တိုင်ကအဲဆုံးယောက်ျားဂွန်ရှစ်လို့လူမျိုးနဲ့သူသမီးကိုလက်ထပ်ဖို့မှာခဲ့တာပါ ပြီးတော့ကလေးနှစ်ယောက်ကလည်းကျောင်းမှာ၁၀နှစ်လောက်အတူတက်ခဲ့ကြတာကြောင့်ပို့ပြီးတော့အကျွမ်းတဝင်ရှိခဲ့ကြပါတယ်။အဲနောက်မှာတော့မိဘတွေကဟင်းစုကိုလာပြီးတော့ခေါ်ပါတော့လေ။ပူဆိုင်ကရတော့သူသမီးကိုအရန်တွေဒေါသထွက်နေပြီးတော့ဝေမတွေ့နိုင်ဖြစ်နေတာပါ။မိဘဖြစ်သူရဲ့စိတ်ထဲမှာတော့ပူဆိုင်ကကအခုဒီအဲဆုံးကိုနည်းနည်းကြိုက်နေသေးတယ်လို့ထင်နေခဲ့ပြန်ပါတယ်။အဲနောက်မှာတော့အဲဆုံးတို့ဆိုင်မှာလဲရင်ကုန်းသမားဒေါ်တွေကကလေးတွေအကြောင်းကိုပြောနေပြန်ပါတယ်။အဲဆုံးတို့မိသားစုကအချစ်ဇလန်းတွေပေါ့ဆွဲလန်းကြီးလုံးနေလို့ဝိုင်းပြီးတော့ပြောကြပါတယ်။ ။ကွမ်ရှိမေကတော့ဆိုင်မာလာကူရင်းနဲ့သူ့ချွေးမှအဖြစ်ပြက်ကိုသဘောကျနေခဲ့ပါတယ်။ရောက်ခမတော့အလိုမကျဖြစ်နေအဲဆုံးကိုကြည့်ပြီးတော့စိတ်တော်ကိုမရှိတဲ့အကြောင်းကိုပြောနေပါတယ်။ပြီးတော့အဲဆုံးငငယ်ကလည်းအဲ့လိုမျိုးလှုပ်ခဲတာကြောင့်စိတ်တော်မနေနဲ့လို့ရောက်ခမပြောပါတယ်။ရောက်ခမတော့သူတို့ဂျဲကျူးမှနှွေးရောက်ပြီဆိုလို့ရှိရင်အဲဆုံးကဘသူမှရက်တံမရအောင်ပြောနေတာပါ။ရောက်ခမလည်းချွေးမဖြစ်သူအဲဆုံးအခါခွင့်တင်တော့ပြောချင်တာကိုပြောနေခဲ့ပါတယ်။အဲဆုံးကဘာမှပြန်မပြောနိုင်တာကြောင့်ဒီတစ်ခါဘာမှပြန်မဖြေနိုင်တာကိုသဘောတည်းကြာနေခဲ့ပါတယ်။ ရင်ကုန်သမားတွေလည်းအဲဆုံရောက်ခမတဘွားလုံးမှာဒီလိုအခိုက်အတန့်ကိုစောင့်နေလို့ထင်ရလောက်အောင်ပြောနေတာကြောင့်ဝိုင်းပြီးတော့ပြောကြပြန်ပါလိမ့်။ရောက်ခမတော့အဲဆုံကိုတရီထားနေရင်ဒါပါသွားလိမ့်မယ်လို့ရည်မောပြီးတော့ပြောနေခဲ့တာပါ။အဲတော့အဲဆုံနဲ့အုံးမြောင်းမြည်လဲဟုတ်တဲ့အတွက်အဲ့ဒီလိုပြောမနေဖို့ပြောလိုက်ပါလိမ့်။ရောက်ခမတော့ဒီမှာလာနေတဲ့ဆက်ရှင်နဲ့တချင်းတစ်ပုတ်ကိုလိုက်ဆိုပြီးတော့ပြောပြလိုက်စားလိုက်လုပ်နေရကြောင့်အဲဆုံနဲ့အလုံးလုံးနေရာကနေထပြီးတော့ TV ကိုသွားပိတ်လိုက်ပါလိမ့်။တပတ်မှတော့ဂုံမြောင်းအဆိုးမှကောင်းကောင်းနေနိုင်ဖို့အချိန်မိုင်းလောက်ကိုရှားဖွေနေခဲ့ပါလိမ့်။ တကယ်လက်တွေ့မှာဒရမာကားတွေတဲကလို့နိုင်ငံခြားမှာပညာသင်လိုက်တာနဲ့ချမ်းသာမလာခဲ့ပါဘူး။ဂုံမြောင်နဲ့ကလေးတွေကသူ့အလုပ်ပိုစတာဘေးမှာလာကတ်ထားတာကိုမြင်ပြီးတော့စိတ်ညစ်နေပါတယ်။အဲ့လိုဂုံမြောင်ကြည့်နေတဲ့သူ့ဘေးမှာရုပ်ရှင်ပိုစတာလာကတ်တဲ့သူကိုသတိထားမိသွားပါတယ်။အဲအကြောင်းဂုံမြောင်လဲပိုစတာလိုက်ကတ်တာကိုအစီမေးတဲ့အချိန်ကဲရတာလားလို့မေးလိုက်ပါတယ်။တကယ်တော့အဲ့လူကဘတ်ချုံးဆော့ဖြစ်နေတာပါ။အဲအကြောင်းဂုံမြောင်လဲအနေရခတ်သွားပြီးတော့မသိလိုပဲနေနေလိုက်ပါတယ်။ဒါမဲ့ဘတ်ချုံးဆော့ကတော့ဂုံမြောင်အချိန်ပိုင်းအလုပ်ရှာနေရကိုရိပ်မိသွားပါတယ်။ ဒါကြောင့်ဘတ်ချုံစောကဂုံမြောင်းကိုသူ့အလုပ်ကြောင်ပြောပြနေပါတယ်။ပြီးတော့ဘတ်ချုံစောကသူ့အလုပ်မှာပုံဆွဲတာတွေပါတယ်အကုန်ပါတာကြောင့်ဂုံမြောင်းနားလည်အောင်ရှင်းပြနေပါတယ်။အဲနောက်မှာတော့ဘတ်ချုံစောကသူ့အလုပ်လုပ်တဲ့ကိန်းရုပ်ရှင်ုံမှာဂုံမြောင်းတို့နေရာတနေရာသွေးမိခဲ့ပါတယ်။အဲလိုနဲ့ဂုံမြောင်းကကိန်းရုပ်ရှင်ုံရဲ့လက်မှတ်ရောင်းသူ ဖြစ်လာပါတော့တယ်။အဲနောက်မှာတော့ဂုံမြောင်းအလုပ်လုပ်နေတဲ့တတိယစူသံကိုကြားလိုက်ရပါတယ်။တတိယဘတ်ချုံစောဆွဲထားတဲ့ပိုစတာကိုကြည့်ပြီးတော့ဝေဖန်နေခဲ့တာပါ။တတိယရုပ်ရှင်ကပိုစတာမှာအဖော်ချုပ်နေတဲ့လိုချင်နေပေမဲ့ ဘတ်ချုံစော့ကတော့ရှုခင်းအသားပေးဆွဲထားလို့ပါပဲအဲ့လိုအရန်ကွန်ပျူတာကြောင့်တတိယဘတ်ချုံစော့ကိုပီကာဆိုလို့နာမည်ပြောင်းပေးလိုက်ပါတော့တယ်ဂျီရှုတွေကအုံညိုဆွဲကာရီတာကိုကြည့်ဖို့လာပေမဲ့ပီကာဆိုတယောက်ကတော့ရှုခင်းအသားပေးဆွဲထားတာဖြစ်နေပါတယ်အဲကြောင့်တတိယဘတ်ချုံစော့ကိုဘာလို့သူများပတ်စံနဲ့အမှုပညာဖန်တီးဖို့လှုပ်တာလဲလို့မေးလိုက်ပါတယ်ဆွဲရမယ့်ပကြီးဆေးတွေကလည်းတတိယပတ်စံနဲ့ဝယ်ထားတာဖြစ်လို့မြေအောင်ခန်းကိုပေးထားတာပကြီးပြာခန်းလှုပ်ပေးထားမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဘတ်ချုံစော့ကတော့အုံညိုကာရီတာရဲ့တောင်းနေတဲ့ပတ်သက်တဲ့ခန်းစားချက်ကို ပျော်ရွှင်မှုဝမ်းနည်းမှုတွေနဲ့ပေါ်ပြောက်ရွေးချယ်ထားတာပါလို့ပြောပြလိုက်ပါတယ်။ဒါမဲ့တတိယတော့အွန်ညိုရဲ့ပျော်ရွှင်ဝမ်းနည်းမှုတွေထက်သူ့ရဲ့ပျော်ရွှင်ဝမ်းနည်းမှုတွေအတက်ကျပိုးပြီးတော့များတယ်လို့ပြောလိုက်ပါတယ်။ဗတ်ချုံစောကတော့ပကြီကဓာတ်ပုံမှုတ်တာကြောင့်ခန်းစားမှုကွာကြောင်းရှင်းပြနေပါတယ်။ဒါမဲ့တတိယတော့သူခန်းစားချက်တွေတစ်ချက်လောက်ကြီးပေးဖို့ပြန်ပြီးတော့ပြောနေပါတယ်။အဲဒီအချိန်မှာပဲအပြင်မှာရုပ်ရှင်ကြည့်ဖို့လိုက်မေးတဲ့အတော်ကြီးကိုမြင်ပြီးလက်မှတ်ပြောင်းလို့မရကြောင်းတတိယသွားပြောပါတော့တယ်။အဲနောက်မှာတော့သူတို့ပီကာဆိုကမြောက်ခန်းထဲမှာရှိပြီးတော့ဘာမှမပြောဘဲခေါင်းမာတဲ့အကြောင်းဂုံမြောင်းကိုပြောပြပါတယ်။ ပီကာဆိုကအမားလှုပ်ထားသလိုအမြဲနေပြီးတော့အဲ့လိုပဲတယောက်တည်းနေတတ်တာကြောင့်သူတို့သာဆိုရင်ယူလောက်တယ်လို့ပြောနေခဲ့တာပါပြီးတော့ဂျောင်းညာဘုတ်ဆွာကလည်းနာမည်မကြီးတဲ့ပကြီးဆရာတွေကပဲဆွဲတာပါဒါပေမဲ့ပီကာဆွဲပကြီးကိုတော့တထေရတစ်ခါမှဖြုတ်မချခဲ့ပါဘူးတထေရသဘောကောင်းလို့ပြီးတော့အဲ့လိုပီကာဆွဲနဲ့စကားများပြီးရင်ဟိုတော်ဖြစ်ဖြစ်ဝယ်ပေးပြီးတော့မြောက်ထက်ကိုဆင်းပေးလိမ့်ရှိပါအလုံးကတော့ဘတ်ချွန်းစောတဲ့ဂုံမြောင်အကြောင်းကိုသိကျင်နေခဲ့ကြပါတယ်။ဂုံမြောင်တော့သူတို့နှစ်ယောက်ကသွားလာရင်ပဲသိခဲ့ကြတာလို့ပြန်ပြီးတော့ဖြေခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီမိန်းမတော့ငကိုတွေကသွားရင်းလိုင်းကနေအတူတူနေပြသွားတယ်လို့ဂုံမြောင်ကိုပြောပြီးစနောက်သွားပါလိမ့်အဲ့နောက်မှာတော့ဂုံမြောင်ရဲ့အလုတ်ချိန်ကစလာခဲ့ပါပြီဂုံမြောင်တော့ရုပ်ရှင်လက်မှတ်တွေရောင်းပေးနေတယ်ကောင်လေးတယောက်ကသူ့ကိုရုပ်ရှင်ကြည့်ပြီးလာလို့လှမ်းပေးလိုက်ပါလိမ့်အဲ့နောက်မှာတော့ကောင်လေးကအကြွေစည်းတွေထဲမှာလက်စွပ်လေးတစ်ခွင်းမှထည့်ပေးလိုက်ပါလိမ့်ဂုံမြောင်လည်းတည်သွားပြီးတော့ပိုင်ရှင်ကိုလက်မှတ်ယုံခဏကြည့်ပေးထားဖို့ပြောလိုက်ပါလိမ့်အဲ့နောက်ဂုံမြောင်ကဘယ်သူမှမရှိတဲ့ရုပ်ရှင်ထဲမှာသူ့ချစ်သူယုံဘုံကိုစောင့်နေခဲ့ပါလိမ့်ယုံဘုံကတော့ခရစ်မတ်အတွက်ချစ်သူလေးကိုတကူးတကလာပြီးတော့တွေ့တာပါ အဲလိုအချင်းငှက်ကလေးတွေလွမ်းတန်နေရကိုအပေါ်တက်ကနေပြီးကဆိုနဲ့ဝန်ထမ်းတယောက်ကမြင်နေခဲ့ပါလေအဲကြောင့်ဝန်ထမ်းလည်း projector ကိုပိတ်ပြရမလားလို့မေးလိုက်ပါတော့တယ်ဒါပေမဲ့ပြီးကဆိုကသူနဲ့ဂုံမြောင်ကတိတယ်လို့လည်းပြောလို့မရတယ်မတည်ဘူးလို့လည်းပြောလို့မရတယ်ဆက်ဆိုင်ရင်းပဲပြောပါလေဝန်ထမ်းကတော့ပြီးကဆိုဂုံမြောင်နဲ့ဆက်ဆိုင်ရင်းဖန်တီးဖို့အတွက်ပြောနေခဲ့တာပါယောက်ျားနဲ့မိန်းမကြားမှာတင်းငိန်လုံးချုံနဲ့ဆက်ဆိုင်ရင်းဆိုတာမရှိဘူးလို့ပြောနေပါလေပြီးတော့ဂုံမြောင်မှာရည်သားရှိနေတော့အနေနဲ့များစူးစမ်းကြည့်ဖို့တိုက်တွန်းပါလေဒါပေမဲ့ပြီးကဆိုကတော့ငင်းနေတော့မလို့ဝန်ထမ်းကတော့သူတို့နှစ်ယောက်ကို မောင်နှမဆက်ဆိုင်လို့ထင်သွားခဲ့ပါတယ်။အဲနောက်မှာကိုမြောင်တို့ညောက်က projector အနောက်ကိုဝင်သွားတာကြောင့်ပြီးကဆိုလဲဆိုရင်လည်းမျက်နှာထားနဲ့လမ်းပြီးတော့ကြည့်နေခဲ့ပါတယ်။တောင်မင်းနဲ့ဝင်နှန်းတော့စားနောက်နေမယ်ပြီးကဆိုကသူကြီးစားမထားတဲ့အကြောင်းနဲ့လက်မှတ်ရောင်းတဲ့သူဆိုပိုလို့တောင်ကြီးစားမတော်ချင်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့တော့ကိုမြောင်ကရုံမုံလက်ဆုပ်ဝေးပြီးတော့ရုံမုံကလည်းလက်ဆုပ်ကွင်းလေးပါတဲ့ဆွဲကြိုးဆွဲပေးလိုက်ပါတယ်။ရုံမောကသူဆိုကိုရောက်လာတာအိမ်ကမတီးချောင်းကိုပြောပြနေပါတယ်။ရုံမောကအမေချစ်သားဆိုပေမဲ့ကိုမြောင်အတွက်ဆိုရင်အိမ်ကိုတောင်လိန်ရဲတဲ့သူပါ။ အဲ့လိုအချင်းကလေးနမ်းမို့ပြင်နေတော့မှာပဲပီကာဆိုတယောက်ရုပ်ရှင်ကောင်းတမင်ဖွင့်သွားခဲ့ပါလေအဲ့နောက်မှာတော့ဂုံမြောင်သူနေတဲ့နေရာကိုပြချင်တာကြောင့်ရုံပုံခေါ်လာခဲ့ပါလေဂုံမြောင်အိမ်ပြန်တဲ့လမ်းမှာကိုရီးယားမှာရှိတဲ့အကြီးဆုံးခရစ်စမတ်တစ်ပင်ကိုမြင်နိုင်တာကြောင့်ရုံပုံပြဖို့တည်းစဉ်းစားနေပါလေဂုံမြောင်ကကိုရီးယားကခရစ်စမတ်တစ်ပင်အလှကရုံပုံအမေရိကမှာတော့မြင်ရမှာမဟုတ်ဘူးလို့ပြောနေခဲ့ပါလေဂုံမြောင်ကအကြောင်းသားကအခန်းတွေကငှားလိုအားများတာကြောင့်အိမ်ပိုင်ရှင်ကဈေးကိုင်းတဲ့အကြောင်းပြောပြပါလိမ့်။ပြီးတော့ဂုံမြောင်အခုအိမ်ရှင်သမီးမကြွေးတာကိုလည်းသဘောကျနေပါလိမ့်။ ုံမြောင်းငကိုကလေးကတိတ်ပြီးတော့ကောင်းကောင်းမစားနိုင်လို့ပါရုံမောကတော့လမ်းလျှောက်ကြည့်လိုက်နဲ့တိတ်ပြီးတော့သဘောကျပုံမရပါဘူးရုံမောကအိမ်မှာစပရေးလိုက်ဖျမ်းပြီးတော့ရေးထားတာတွေကစိတ်ကျမ်းမာရေးပြဿနာရှိသူတွေမလို့အန်ရည်များတဲ့နေရာမှာဘာလို့နေတာလဲလို့မေးပါတယ်ရုံမောကကုံမြောင်းသားအဲ့လိုနေရာမျိုးမှာနေရင် "तू အိမ်မပြောလောက်ဘူး"လို့ပြောပါတယ်သူတို့အတွေ့အအနောက်မှာတော့ပီကာဆိုကပါလာပြီးဘာလို့ရက်ွက်တဲ့လာရန်ဖြစ်နေရလဲလို့တီတိုးပြောနေခဲ့ပါတယ်ပီကာဆိုကြော်တက်သွားတဲ့အခါမှာရုံမောအပြုမွာမကောင်းတာကြောင့်ကုံမြောင်းလည်းသူတို့ပြဆိုင်ုံကပကြီးစရာလို့ပြောပြလိုက်ပါတယ် ရုံပေါ်တော့ဘာဖြစ်စိတ်မချတဲ့အတွက်သူရက်ကွက်ကိုလာနေဖို့ပဲပြောလိုက်ပါလေ။ကိုမြောင်ကညင်းပြီးတော့စိုးအသေးချာမသိတာကရုံမုံမဲလို့ပြန်ပြောလိုက်ပါလေ။ရုံပေါ်တော့စိတ်ပူနေပြီးတော့ကိုရီးယားကဂွင်းဆက်လူသတ်မှုတွေအကြောင်းကိုပြောပြနေပါလေ။ဒါမှမဟုတ်စိတ်ဆိုးသွားတဲ့ကိုမြောင်ကရုံပေါ်အမေရိကကိုသာပြန်တော့ဖို့နဲ့သူ့အခန်းကိုလည်းလိုက်ကြည့်ကြမလို့အကြောင်းပြောလိုက်ပါတော့တယ်။နောက်နေ့မှတော့တထေးကပီကာဆိုကြီးတာကိုမမြင်ဘူးသလိုအမြဲပါစပ်ပိတ်ပြီးတော့မသိသလိုနေတဲ့အကြောင်းကိုပြောနေပါလေ။အဲနောက်မှာတော့တထေးကပီကာဆိုကိုပြန်ချော့တဲ့အနေနဲ့ဖတ်ထုတ်ဝဲလာခဲ့ပါလေ။ ။ပီကာဆိုကပကြီးဆွဲညမှာမိမလာလေးကိုအသားတစ်ချက်တောင်မဖော်ထားတာဖြစ်တင်လာလို့တတိကပြောနေတာပါ။အဲနောက်မှာတော့တတိကပေးခိုင်းနိုင်တော့ဂွန်မြောင်လဲပီကာဆိုရှိရမြောက်ခန်းစီစိမ့်ပြီးတော့ဖတ်ထုတ်ဘူးကိုသွားပေးပါတော့လေ။အဲနောက်မှာတော့ဂွန်မြောင်မြောက်ခန်းထဲကပကြီးလဲရာတွေကိုမြင်ပြီးတော့အန်အုံးနေခဲ့ပါလေ။ဒိုနဲ့ဂွန်မြောင်ကပတ်ပြီးတော့ဆက်စုကြည့်ရင်ကြပြာဆောက်တုတ်ကိုတွေ့သွားခဲ့ပါလေ။ကိုမြောင်ဝင်းကြီးတဲ့ခါမှာပီကာဆိုလဲကြပြာတပုတ်ရေးထားတာကိုတွေ့လိုက်ရပါတယ်။အဲဒီအချိန်မှာပဲပီကာဆိုနဲ့ဘူဆုံးတို့ရောက်လာခဲ့ကြပါတယ်။ ဘူဆုံးကပီကာဆိုငွေမမတ်တတာမြင့်မြတ်တဲ့ဗကြီးစာဖြစ်နေလို့လားလို့မေးနေပါတယ်ဘူဆုံးကတော့ပီကာဆိုနဲ့မလိုက်ဖလောက်ငွေကိုပဲတန်းတန်းဆွဲမတ်မောနေခဲ့တာပါပြီးတော့ဘူဆုံးကပီကာဆိုနားမှာသာရှိရမယ်ဆိုရင်ငွေကိုအမြဲတွေးနေရမှာလို့ပြောပါတယ်ဘူဆုံးကဝသားပြားကြောဈေးနဲ့ရုပ်ရှင်လက်မှတ်ခခီးထွက်ဖို့တွေကိုတွေးနေတော့မှာပီကာဆိုမှာငွေမရှိတော့ဝင်လေးမှာပဲလို့တွေးနေခဲ့ပါတယ်ပီကာဆိုနဲ့ဘူဆုံးတို့၃နှစ်လောက်တွဲပြီးတာတော့မှအနောက်တိုင်းစားတော့ဆိုင်မသွားဘူးခဲ့ပါဘူးအားကြောင့်ဘူဆုံးကလုံလောက်လောက်မချမ်းသာတဲ့ပီကာဆိုကိုပြစ်တင်ရှုံချနေခဲ့တာပါ ီကဆိုလဲဘူဆုံးမင်္ဂလာပွဲဝင်ငွေဘယ်နှခေါက်လာပြောဦးမှာလဲလို့မေးလိုက်ပါတယ်။အဲ့လိုမျိုးတွေပြောနေပြီဘူဆုံးကပီကဆိုနဲ့တွဲနေကို6ခေါက်လောက်ကျင်ဘက်သွားတွေ့ပါတယ်။အားကြောင့်ပီကဆိုကဘူဆုံးပေါ်စိတ်မရှိတော့သလိုဒီအခြေရေးကိုပါရက်တန့်ပြစ်ချင်နေတာပါ။ပီကဆိုကတွဲခဲ့တဲ့ကာလာတစ်လျှောက်ဒေးဒိန်မှုတွေကိုသီးခံခဲ့ရသလောက်အခုလဲသဘောမကျတော့တဲ့အကြောင်းဘူဆုံးကိုပြောပါတယ်။ဘူဆုံးကပီကဆိုစီမှာအစ်စ်တယောက်ရှိရလို့ထင်နေခဲ့တာပါ။အဲ့ချိန်ဖုန်းမီလာကြောင့်ဂုံမြောင်ကမကြိမ်မီအောင်ဖုန်းကိုချပေးနေပါတယ်။ ။ဒါမဲ့ဖုန်းကနောက်ချိန်မီလာကြောင့်ဘူဆုံလဲသွားပြီးတော့ကင်မာတော့တယ်။ဂျိုးတဲ့ဘူဆုံလိုက်ကဖွင့်လိုက်တော့ကိုမြောက်ကိုတွေ့သွားခဲ့ပါလိမ့်။အချင်းကဆက်ပြီးတော့ဘူဆုံကတကားရှိကကိုမြောက်ဖက်နှက်ကိုဆက်ပြီးတော့ကန်ထုတ်ပါတော့တယ်။ကိုမြောက်လည်းခက်ခဲတဲ့အခြေအနေတွေကိုရောက်သွားတဲ့အတွက်တတိယဖတ်ထုတ်ပေးဖို့ပြောလို့လာခဲ့တာဖြစ်ကြောင်းကိုပြောပါလိမ့်။ဘူဆုံကနားမဝင်မဲ့ကိုမြောက်ကိုဗတ်ချွန်းဆော့အလုပ်ပေးထားလို့သာထင်သွားခဲ့တာပါ။ကိုမြောင်ကြားဝင်ရှင်းပြရမယ်ဘူဆုံးကဇွတ်ပဲဆွဆွဲနေပါတော့တယ်ကိုမြောင်လည်းဘာမှပြောတဲ့ပီကာဆိုကိုတခုဝင်းပြီးတော့ဖြေရှင်းစေချင်နေတာပါ အဲ့နောက်ပြီးကဆိုကဘူဆုံးကထထန်းသာအောင်ပြီးတော့ဂုံမြောင်တော့စိုးတက်ကတူကြောင်းသူမလို့စကားစင်ကြီးပြောဖို့တရီပေးလိုက်ပါတယ်ဂျုံနဲ့ဂုံမြောင်တယောက်ဘတ်ချုံးစောရဲ့အရှုပ်ရှင်းကြားထဲမှာနောက်တစ်ခေါက်ဝင်ပါရပြန်ပါတော့တယ်โอเคว่าဒီနေ့တော့တိဆက်ဖို့ကတလောက်ပါပဲအပိုင်း၉ဖြစ်ပါပြီ။နောက်နေ့မှလည်းအပိုင်း၁၀ဆက်လုပ်ပြီးတော့တိဆက်ပေးပါဦးမယ်။ဆိုတော့ ဆောင်းမောကြည့်ရှုအားပေးကြပါအောင် channel ကို subscribe လုပ်ပြီးတော့ဘေးနာအကောင်လုံးနှိပ်ပေးထားကြဖို့လဲမေတ္တာရခင်ဗျာစေဆိုတော့ဒီနေ့မှဆောင်းကနေဆုံးနေလိုက်ပါကြည့်ရှုအားပေးကြတဲ့အချိန်ပေးကြပြိတ္တာတယောက်ချင်းနိုင်ဂျေဆုထုပဲတင်ရှိပါရခင်ဗျာကျွန်တော်အိုက်ခင်မူပါ